စိတ်ကအဓိကလို့ဟောထားတာမြတ်စွာဘုရားဟောတယ်။စိတ်ကအဓိကဖြစ်တာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ်တခုထိခိုက်သွားပြီဆိုရင် ကိုယ်စိတ်ကိုပဲဆန်းတယ်။ငါတမင်လှုပ်ထလာမတော်တဆဖြစ်သွားတာလားဒီလိုဆိုလိုတယ်ပေါ့။ဥပမာမယ်မြန်မာပြည်မှာငယ်ငယ်တုန်းကလေဒီလိုကြားဘူးတယ်။ကိုယ်ချက်တရဝလေးတကောင်ဟာခြေကျိုးလက်ကျိုးဖြစ်သွားတယ်ဆိုရင် အေးဝတ်ပါလိုက်မယ်ဝတ်ပါလိုက်မယ်ဒီချေကျိုးတာကြီးဝတ်ပါမှာဆိုလို့တတ်တဲ့ဝတ်ပါသွားတာပေါ့အဲ့ဒါပေါ့အဲ့တော့ငကိုတော့ချေကျိုးတာတော့ကိုကမတော်တဆဖြစ်သွားအဲ့ဒါဝတ်မဟုတ်ဘူးအပြစ်မဖြစ်သေးဘူးနော်မတော်တဆကိုအချောက်သရဝရကောင်ဟာမတော်တဆဖြစ်သွားရင်ကိုအချောက်မဟုတ်ဘူးအကျဉ်းတရားထားပြီးတော့သူ့ ကုသပေးရင်ကုသရအောင်မယ်ဝတ်လိုက်မှဆိုတာကြောက်ထတဲ့လူတွေပြလိုက်ကြပြီးတော့ပြောလိုက်သေးတယ်သရဝါဆိုတာလူချုံးမှကျွတ်တယ်